ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်ဒီကနေ့ကျွန်တော်တို့ဆက်လက်လေ့လာသွားရမှာကတော့ခမရောက်ရချမ်းအခန်းကြီး၃ဖြစ်ပါတယ်မောရှိအားခေါ်ဆောင်ခြင်းမီလီယံခတ်သောခြုံတစ်ခုငါးပြီးငါးပြီးအစချီသောပြားရိစကား ကောင်းကင်ဘုံတော်ဖြင့်လွမြောက်ခွင့်တွန့်ဆုတ်ဆုတ်ရှိခဲ့သောမောရှိဖျားသခင်စေခိုင်းခြင်းစတဲ့အကြောင်းအရာတွေကိုလေ့လာမှတ်သားရမယ့်ကျမ်းတစောင်ဖြစ်ပါတယ်ဒီကျမ်းနဲ့ပတ်သက်ပြီးမှတ်ယူရမယ့်အချက်တွေကတော့မောရှိဟာအေဂုတ်ထုနန်းတော်ကခပ်ကြီးပြီးခဲ့တဲ့နောက်မိဒရန်ပြည်မှာနှစ်40ကြာခဲ့ပြီးသူ့ရဲ့နုပြိုစင်ကမင်ဘာဘဝအေဂုတ်ထုနိုင်ငံရဲ့အထာရဖအတတ်ပညာများဟာသူ့လူမျိုးဣသရေလတွေရဲ့ထွက်မြောက်ရာခရီးကိုဦးစီးဖို့အတွက် ဘာမှမလုံလောက်လို့မိဒရန်ဒီကဂန္ဓာယတောတောင်ဒီထဲမှာဘုရားသခင်သူ့ကိုထမှန်ပြီးခွန်အားများဖြစ်တင်ပေးရခြင်းအကြောင်းတွေပဲဖြစ်ပါတယ်။အသေးစိတ်ကိုအခုဆက်လက်တွေ့ရတော့မှာပေါ့။မောရှေအားခေါ်ဆောင်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့အစပြုကြပါစို့။ထွမြောက်ရာကျမ်းအခန်းကြီး၃အငယ်၁မှ၂မောရှေသည်မိမိရောက်ခမမိဒရန်ယစ်ပရောဟိတ်ယေဖယောဤစိတ်များကိုထိန်းစဉ်တောနောက်ဖက်သို့ဆောင်းသွား၍ဟောရအမည်ရှိသောဘုရားသခင်တောင်သို့ရောက်၏။ ထိုအခါဘုရားသခင်ကောင်းရင်တမန်သည်ခြုံတဲကခတ်သောမိလျာ၌ထင်ရှား၏မောရှိသည်ကြည့်သောအခါမိလောင်၍ခြုံမကျွန်းလို့မြင်ခြင်းရှင်းပါတယ်နော်စိတ်တွေလျှောက်ကြောင်းနေတဲ့မောရှိဘုရားသခင်ရဲ့တောင်ဖြစ်တဲ့ဟောရတ်တောင်ကိုခေါ်ဆောင်ရင်းခံရတယ်ခြုံပုတ်တစ်ခုကမိထတောက်တယ်မောရှိမျက်လုံးပြူးသွားတယ်ကောင်းကင်တမန်ဟာထင်ရှားနေုံမကပဲခြုံပုတ်ဟာမိလျံလာတောက်တာနီးမလောင်ပဲရှိနေလို့ဖြစ်ပါတယ်ဒီကနေ့ကမာကျန်းစာတော်မြတ်ဘလောက်မှန်ကန်တယ်မမှန်ကန်ဘူးဆိုတာကို တက်ပြီးပြပါလို့ဆိုရင်အကောင်းဆုံးမြင်ရတဲ့တက်ပြီးအချင်းရှားဆုံးတည့်ရတဲ့တက်ပြီးရှိပါတယ်တခြားမဟုတ်ပါဘူးဘလောက်ပဲမီးရှံတောက်တောက်ဘယ်တော့မှမီးလောင်ပြီးမပြောက်နိုင်တဲ့ဂျူးလူမျိုးသို့မဟုတ်အစ္စရေးလူမျိုးများဟာအချင်းရှားဆုံးတက်ပြီးပဲဖြစ်ပါတယ်ဒီလိုတမာကျန်းစာမှန်မှန်ကိုတက်ပြီးအထောက်အထားပြစမ်းပါဆိုပြီးတော့ကဖီကဖတ်မီးခွန်းထုတ်ခဲ့တာကတော့ဂျာမန်ဧကရစ်မင်းတပါဖြစ်ပြီးတော့ရှာရှာကြံကြံအဖြစ်ပေးတာကတော့သေယုတ်စီရတော့တပါပဲဖြစ်ပါတယ်ကျွန်တော်ကဒီအဖြစ်ကို ။တမချန်းစာရဲ့ဏိဒန်းမှာတော့အဆုံးချပြီးမဖော်ပြခဲ့ပါဘူး။မဖော်ပြတာကအချိန်သိပ်ပြီးတော့မသိင်သေးလို့ရှင်းရမှာခက်ခဲခဲလို့ပါပဲ။အခုတော့မီးရှံစာထွက်ပြီးတော့မီးမလောင်တဲ့ခြုံပုတ်ဥပမာကိုတွေ့ရပြီ။ဣဂရေလလူမျိုးရဲ့ခမျောက်ချင်းအကြောင်းကိုရောက်လာပြီးမှတိုက်တိုက်ဆိုင်ဆိုင်ပေါ်လာတဲ့အချက်ဖြစ်ပြီးတကြောင်မို့ဒီအဖြေကိုအခုပေးနိုင်ခြင်းဖြစ်ပါလေ။ရွေးကောက်တော်မူသောဣဒရီလဟာအာဗြဟံခေတ်ကနေစတင်ပြီးဆင်းသက်လာလိုက်တာနင်းနင်းလောဟိပရိစီတာမဟုတ်ပါဘူး။ သူနဲ့ခေပြိုင်နိုင်ငံတွေလူမျိုးတွေဟာဂေယောရှစ်တင်ဖြစ်တာတွေအများကြီးရှိတယ်လို့ပမိုင်းရဲ့မြေစာပင်များအဖြစ်ပျောက်ွယ်ကုန်တာတွေလည်းအများကြီးရှိကြတာကိုကမ္ဘာပမိုင်းမှာအထင်ရှားပြည့်မြင်နိုင်ပါလေဒီဣဗရေလလူမျိုးကတော့ဘလောက်ပြင်းထန်တဲ့ anti-semitism လို့ခေါ်တဲ့ဂျူးဆန့်ကျင်ရေးဂျူးမုန်တီးရေးဝါဒရွှမ်းမိုးနေတဲ့ကမ္ဘာမြေပေါ်မှာခုထိခေါင်းထောင်ရှင်သန်နေစေပဲဖြစ်ပါလေအခုမောရှိရဲ့ခစ်ကိုပဲအစအစောဆုံးထားပြီးတော့တွက်လိုက်ကြဆိုရင်တောင်မှ ဘလောက်တောင်အိုမီရင့်ရော်ခဲ့တဲ့သမိုင်းကြံကြောင်းနဲ့နှစ်အပေါင်းလေဒါပေမဲ့ဣသရီလဟာတလောက်တောက်လောင်တဲ့မီးရှံဒီထဲမှာပြင်းမငုတ်တူလိုပဲအမြဲနုပြူတဲ့အခက်အလက်ကလေးတွေပေါ်ထွက်ရှင်သန်နေစေဖြစ်ပါတယ်ဒီတော့ကမာချန်းစာကပေးခဲ့တဲ့ပရိညင်ဒီဟာယိုယွင်းဖောက်ပြန်ခြင်းအရှင်းမရှိဆိုတာကိုဣသရီလနိုင်ငံနဲ့ကောင်းကောင်းကြီးလုံလောက်အောင်တက်ပြီးပြနိုင်ပါတယ်မိဆွေတို့အနေနဲ့ကျွန်တော်တင်ပြချက်ဟာယထာဘူရကြမကြဆိုတာကိုကိုယ်အုံနှုတ်နဲ့ကိုစဉ်းစားကြပါလို့ပဲကျွန်တော်အကြံပြလိုက်ပါရစေ ဒီကိစ္စနဲ့ပတ်သက်လို့အခုတခါကြည့်အောင်လေမီဒရမ်ပီဆိုတာဟာဇူးဇူးဆက်ဆက်ပေါ်လာပြီဟောတော်တော်ကြာတော့ဒီမီဒရမ်ပီဆိုတာဖြူးဖြူးဖြစ်ဖြစ်ပြန်ပြီးတော့ပျောက်ကွယ်သွားပါလေဦးမေမိတ်ဆွေတို့အခုကပ္ပသတင်းတွေထဲမှာမီဒရမ်ဆိုတဲ့နိုင်ငံကိုကြားဘူးလားမကြားရတော့ပါဘူးဒါဟာအနည်းဆက်ဆုံးဥပမာလေးတစ်ခုပါပဲဒီမီဒရမ်မှာမြင်ရတဲ့ကောင်းငင်တမန်ဆိုတာကတော့နောင်ပေါ်ထွန်းတဲ့ခရစ်တော်ရဲ့ဆင်းဝါးရုပ်ကံတက်ဝိညာဉ်ပါတယ်ဒါကိုတချို့ကလက်မခံကြတာကြီးရှိပါလေကျွန်တော်ကတော့ နှုတ်ကပတ်တော်အကြောင်းကိုအကြာကြီးစဉ်းစားလေ့လာခဲ့ပြီးပြီ။ဒါဟာခရစ်တော်ရဲ့လက်ဦးအရေးတစ်ခုပဲဆိုတာကိုအခိုင်အမာစိတ်ဆွဲနေပါလေ။အငယ်နှစ်မှ6အဘယ်ကြောင့်ခြုံမကျွမ်းပဲရှိသနည်း။ဤသူဆန်းသောယူပါယုံကိုငါသွား၍ကြည့်စုမည်ဟုဆို၏။မောရှေသွား၍ကြည့်စုကြောင်းကိုသာဝရဘုရားမြင်တော်မူခြင်း။မောရှေ မောရှေဟုခြုံတဲ့ကခေါ်တော်မူ၏။မောရှေကလည်းအစ်နှုတ်ရှိပါ၏ဟုပြောလေ၏။ဘုရားသခင်ကလည်းမချင်းနှင့်ပြီးချင်းင်းကိုချက်တော့ သင်နင်းသောအရာကတန်ရှင်းသောမည်ဖြစ်သည်ဟု၍၎င်းငါသည်သင်၏အဖဖျားအာဗြဟံ၏ဖျားဣဇက်၏ဖျားယာကုပ်၏ဖျားဖြစ်သည်ဟု၍၎င်းမင့်တော်မူ၏မောရှေသည်ဖျားသခင်ကိုမကြည့်ဝန်းမိမိမျက်နှာကိုဖုံးရက်နေ၏တရားသခင်ကမောရှေကိုစပြီးတော့ဓမ္မမှုအတတ်ပညာပေးနေပါပြီအဲဂုတ်သူနန်းတော်မှာမင်းသားလိုနေပြီးကြီးပြင်းခဲ့ပြီမဲ့လူဟာလူပါပဲတရားသခင်ရဲ့ရှေ့တော်မှောက်မှာလူတယောက်အနေနဲ့ဘယ်လိုဝင်ရောက်ဖူးတွေ့ရမယ်ဆိုတာကိုမောရှေမသိခဲ့ဘူး ။ကန့်ရှင်းတော်မူသောအနန္တတကုရှင်စီကိုဝင်ရောက်ဖို့အတွက်ဖနှက်ကိုချွတ်ရမယ်။အထူးသဖြင့်ဖနှက်နဲ့တူတဲ့မသန့်ရှင်းသောသဘောထားတွေကိုခြံရစ်ပြီးတော့မှစိတ်နှလုံးကိုအစ်စ်ပြင်ဆင်ရမယ်ဆိုတာကိုဒီကနေ့ကျွန်တော်တို့သတိပြုကြရပါမယ်။မောရှေဟာဖျားသခင်ကိုမော်မကြည့်ဝန်ခဲ့ဘူးတဲ့။အမှန်တော့ပူးမြော်ရမယ်။မျော်ကြည့်ပြန်လေ။အကယ်၍ခြုံပုတ်ထဲကသရံဖြစ်တဲ့ခရစ်တော်ကိုသူမျှော်ကြည့်ရင်ဘုရားသခင်ကိုမုတ်ချသူတွေ့ရပါလိမ့်မယ်။ရှေယောဟန်အခန်းကြီး1အငယ်16မှာဖော်ပြထားတဲ့အချက်ရှိပါတယ်။ တရားသခင်ကိုအဘယ်သူမှမမြင်စဖူးတော်လေခမည်းတော်၏ရင်ခွင်၌ရှိသောတပါးရီသောသားတော်သည်ဘုရားသခင်ကိုထေရှားစေတော်မူပြီတဲ့အဲ့ဒီလိုအသင်းသားဖော်ညွှန်းထားပြီးသားပါအခုတော့အေဂုတ်ထုနန်းတော်မှာအယံပြောခဲ့တဲ့မင်းသားမောရှိခြုံမုတ်ထဲကဘုရားသခင်ရဲ့သားတော်ရဲ့တန်တော်ကိုတော့မော်လို့တောင်မှမဖူးဖို့နဲ့အထိသွေးလန့်နေရတဲ့ခမရဝါကျအခန်းကြီး3အငယ်9နဲ့10ဟောရဘုရားကလည်းအေဂုတ်ထုကီ၌ရှိသောငါဤလူတို့ခံရသောညင်းစေခြင်းကိုငါစိစိမြင်ခဲ့ပြီး သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့်သူတို့မြည်တမ်းသောအဖန်တို့ကိုလည်းငါကြားခဲ့ရပြီ သူတို့နာကြည်ခြင်းဝေဒနာကိုငါသိ၏သူတို့ကိုအေဂုတ်သူပြည်အေဂုတ်သူလူတို့လက်မှကယ်နှုတ်၍ခါနနီလူခိတ်တီလူအာမောရီလူခေရစီလူကီဝီလူ ယေဘူးစီလူတို့နေရလို့နှင့်ပြားရီစီးရတော်ပြည်လို့ဥဆောင်ခြင်းကငါဆင်းလာပြီတရားသခင်ဟာကယ်နှုတ်တော်မူခြင်းနဲ့အတူဥဆောင်တော်မူနိုင်တဲ့အရှင်လည်းဖြစ်ပါလေဆွတ်ထုတ်ပြီးတော့ပြစ်ချထားခဲ့တဲ့ဘုရားရှင်မဟုတ်ပါဘူး အပြစ်ကိုရွေးနှုတ်တယ်ပြီးတော့ကောင်းငင်ပုံဖန်ရှင်ရအရက်ကိုပို့ဆောင်လိုက်စွန်းရှိတယ်အေဖဲ့ဩဝါရစာအခန်းကြီးနှစ်ငွေ96မှာဒူးစိုက်ပြစ်၌သေလျက်နေသောငါတို့ကိုခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူပြီးယေရှုတော်ကြောင့်သာကယ်တင်ခြင်းသို့ရောက်ရ၏ယေရှုခရစ်အားဖြင့်ငါတို့ကိုထမြောက်စေ၍ကောင်းငင်အရက်၌နေရာပေးတော်မူပြီးဒီတော့ဖျားသခင်ပြုတော်မူတဲ့ယေရှုတော်ဟာဘလောက်ထူးသလဲဇာတိပဂရိအပြစ်မှဒီအတိုင်းသေမဲ့ကျွန်တော်တို့ကိုကယ်နှုတ်တယ် ခရစ်တော်နဲ့အတူ thousand အသက်ရှင်ခွင့်ကိုဆက်ပြီးပေးတယ်။စက်တိုက်တည်နေတော့ကျေးဇူးတော်ပြုပဲ။အာရန်မျိုးတွေကနေခရစ်တော်အမျိုးအဖြစ်ပြောင်းလဲခွင့်၊ပေခြင်းမှရှင်ခြင်းအခွင့်အမှောင်ကာလမှအလင်းဘဝသို့ကူးသန်းခွင့်၊ကယ်တင်ခြင်းနှင့်ပို့ဆောင်ခြင်းကျေးဇူးတော်များဟာအင်မတန်ကြီးမားပါတယ်။အခုခုရွေးကောက်သောအမျိုးအနွယ်အတွက်အဖို့အခမရှိပေးတဲ့ကျေးဇူးကိုကျွန်တော်တို့ပြန်ရပြီ။နို့နှင့်ပြားဤရတော်အယက်စီကိုကျုံဖြစ်နေတဲ့မိအမျိုးဣသရေလတွေကိုပို့ဆောင်ပေးမယ်ဆိုပြီးမောရှိကိုပြောတယ်။ ဖျားသခင်ဟာလောက်ကျေးဇူးကြီးတယ်လေခမယောကျမ်းအခန်းကြီး3အငယ်6မှ7ယခုတွင်လေဣသရေလအမျိုးသားတို့ငိုကြေးသောအဆန်စီငါထံသို့တက်ရောက်၍သူတို့ကိုအေဂုတ်တုလူတို့သည်ညှင်းဆဲခြင်းအမှုကိုလည်းငါမြင်ရပြီထို့ကြောင့်ယခုသွားလောသင်သည်ငါဤလူဣသရေလအမျိုးသားတို့ကိုအေဂုတ်တုဒီမှလှုပ်ဆောင်ပြီးအကြောင်းသင်ကိုဖာရောဘုရင်ထံသို့ငါဆေလွတ်မြူမိန်တော်မူ၏မောရှေကလည်းအကျွန်ုပ်သည်အဘဲသောသူဖြစ်၍ဖာရောဘုရင်ထံသို့ဝင်သည်ဖြင့်ဣသရေလအမျိုးသားတို့ကို အဲဂုတ်သူပြီမှနှုတ်ဆောင်ရပါမည်နည်းဟုဘုရားသခင်အားလျှောက်စေမောရှိရဲ့ပြောင်းလဲခြင်းတစ်ခုကိုသတိထားမိကြမယ်ထင်ပါတယ်လူငယ်တဲ့40တုန်းကဆိုရင်သူဟာသူ့ရဲကောင်းကြီးပုံစံမျိုးချိုးခဲ့တယ်သူ့အမျိုးဣသရီလကိုသူ့ရဲ့ဖွေးရစကားပြောပြီးရဲရဲကြီးခုခံကာကွယ်ပေးခဲ့တယ်နှမထီးရင်ဓာတ်ကြည့်လုတ်ခဲ့တဲ့ကျက်ကောင်းစိတ်မခံပုံစံမျိုးနဲ့ရန်ကိုရန်ချင်းတုတ်နှင်းခဲ့တယ်လူသတ်ခဲ့တယ်အဲ့ဒီလူကိုတောင်သတ်ပြီးတော့လျင်မြုပ်ခဲ့တဲ့အထိရန်ကဝုန်းတဲ့လူကြောက်ဖြစ်ခဲ့တယ် တတိစဉ်းစားမယ်ဆိုရင်တော့သူဟာတကူတော်တော်လန်ရေးကြီးနဲ့ဣတရီလာမျိုးချစ်ကြီးလုတ်ပြခဲ့တယ်လို့ကျွန်တော်ဆိုချင်ပါတယ်။ဒါပေမဲ့ဒီနည်းနဲ့မရမှန်သူသိတဲ့အချိန်မိဒရန်ပီကိုထွက်ပြေးလာခဲ့ပြီးတော့တရားမခင်ဟာနှစ်40လုံးလုံးသူ့ကိုပြိုးထောင်ထားခဲ့ပြီးပြီလို့ဆိုနိုင်တယ်။ဒါကိုမောရှိကသာမသိပဲနေခြင်းနေမယ်။သူ့နီးသူ့ဟာနဲ့ဘုရားသခင်ကသူ့ကိုပညာပေးခဲ့ပြီးပြီ။အလေးအကျင့်ရစေပြီးခိုက်တန်တဲ့လူစုံကောင်ဖြစ်နိုင်ပြီဆိုတာကိုသိလို့အခုလိုအေယာမတာဝန်ကိုပေးနေပါပြီ။ ဖျားသခင်ရဲ့တာဝန်ယူဆိုတဲ့အဖန်ကိုကြားတော့မှသူတခါတည်းလန့်ပြန်ပြီးတွေးကြောင်သွားတယ်အားငယ်သွားတယ်ကို့အတိတ်ကိုသူပြန်လှည့်ကြည့်ပြီးတော့အီးကနေစိတ်သက်တည်ပြန်ပြီးတော့ကြဆင်းကုန်ပါတယ်လေသာလေးကိုပဲနားထောင်ကြည့်လေကျွန်တော်ကဘာကောင်မလို့ဒါကြီးကိုတာဝန်ယူနိုင်မှာပါလဲဖျားအမှန်တော့ဖျားသခင်သူ့ကိုအသင့်ပြင်ပေးခဲ့တည်ပြီးအဆုံးပြုခံနိုင်တဲ့အဆင့်ရှိသည်တရားသခင်ဟာသူ့အလုံးပြုတ်လို့တဲ့လူတွေကိုဒီလိုပဲမယုံကြည်နိုင်စရာခွန်အားများနဲ့ပတ်ရတဲ့အလုံးချနိုင်ပါလေ။တာဝိတ်ဆိုတဲ့ကိုရင်းကလေး ဆောင်းသမားလေးသူ့အကြောင်းကိုစဉ်းစားကြည့်ပါလူဘလူးကြီးလို့တရေမရေစီးနေတဲ့ကိုရစာနေတဲ့ရန်သူတိုင်းပြည်လုံးကိုဒါချင်းချင်းတော့ဘလူးအမအိမ်ကျဲကနေအိမ်ပြင်မထွက်ဖို့လုံအောင်ကြီးမားထွားချိုင်းတဲ့သရဝါလိုရန်သူကြီးဂေါ်လီယက်အဲ့ဒီလိုဘလူးဘလူးကြီးတယောက်လုံးကိုတကောတော့အနိုင်ယူပြီးခေါင်းကိုဒါနဲ့ဖြတ်နိုင်အောင်ဖျားသခင်သုံးခဲ့တယ်ပြီးတော့ဒီသိုးချောင်းသားလေးလို့အနုံညာတလေးတယောက်ကိုအကျက်သေရင်းထဲကနေပြီးတော့ဘုရားသခင်ကင်နှုတ်ခဲ့တယ်ဘုရားသခင်ကသူ့ကို ငှက်ကလေးများညောင်စည်းနဲ့ကတ်တယ်လို့ထောင်ဖမ်းပြီးတော့လက်တော်ထဲမှာကြိုက်တယ်လို့အဖုံးတီးခဲ့တယ်။နောက်ဆုံးမင်းဆိုတဲ့ကောင်ဘရင်ဖြစ်စီဆိုတော့လေဂျောင်တို့တောင်မှသူအိမ်မက်မက်တဲ့နန်းတော်ဘုံကိုရောက်ပြီးတော့ရာဇပလင်ထင်ကဆိုတယ်လို့ဘလူးမှခွာချလို့မရအောင်ဘရင်ကြီးတပါးဖြစ်သွားခဲ့တယ်။အဲ့ဒီအတိုင်းပဲဓမ္မရာဇဝင်တတိယဆောင်အခန်းကြီး၁၈ကိုဖတ်ကြည့်ရင်လေအေလိယားရဲ့အကြောင်းကိုကျွန်တော်တို့သင်ခန်းစာယူဖို့ကောင်းလောက်အောင်တွေ့ရပါလိမ့်မယ်။အလွန်စိုးသွင်းကြမ်းတမ်းတဲ့ဘရင်အာဟပ်နဲ့သူ့မိဖုရားယေဇဗေလတို့နန်းတော်တွေကိုဝင်ပြီးတော့ ဖျားသခင်အသက်ရှင်နေမြငါအခွင့်မရှိဘဲမိုးလည်းမကြစေရဘူးနှင်းလည်းမကြွေစေရဘူးလို့ဆိုခဲ့တဲ့ပရောဖက်ကြီးပေါ့ဘလောက်တကောကြီးခဲ့တယ်လေဟောဖျားသခင်ကထုံးစံအတိုင်းအခုမောရှိကိုပညာပေးသလိုလीသဲခန္ဓာရရဲခေါ်ပြီးပညာပေးတဲ့အခါကျတော့မှသူ့ပေါက်နေတဲ့ချောင်းလေးရည်သူ့ရဲ့မျက်စိအောက်မှာတင်တဖြည်းဖြည်းတဖြည်းဖြည်းတည်တည်တည်သွားတာမြင်ရပြီးဒီတော့မှအထိတ်လန့်နဲ့ငါဘဝဟာလေဒီလိုပဲတရွရွနဲ့သွားတော့မှာပါလားဆိုတဲ့အုပ်ကိုရရှိစေခဲ့တယ်ပြီးတော့တခါဘရောမှမကုံနိုင်တဲ့မုံညက်နဲ့ ဘယ်တော့မှမလျော့သွားနိုင်တဲ့ CO နဲ့ပိုက်ဝါအောင်စားရတဲ့အခွင့်ကိုတစ်ခါပြန်ပြီးတော့ဘုရားသခင်ကပေးတော့သူပြန်ပြီးတော့အသက်ဆက်ရပြန်လေအဲ့ဒီလိုအဲ့ဒီလိုဘုရားသခင်ပြုတ်သူမြတ်လူရတဲ့ကိုယ့်အဖြစ်ကိုကိုယ်သိလာချိန်မှာတော့အေရီယာဆိုတဲ့ prophet ဘယ်လိုအတွေးအသစ်တွေဖြစ်လာခဲ့ရသလဲငါဆိုတဲ့လူဟာသာမညဘုရားသခင်ဒီပါ power ဆိုတဲ့အဖိတရားဝင်သွားခဲ့တယ်ဒီလိုအဖိတရားဝင်ခြင်းကစပြီးတော့သူဟာဘာလဘုရားတွေကိုယဉ်ဆိုင်မှုအတွက်ဘုရားသခင်ရဲ့အဆုံးပြုခြင်းကိုခံခဲ့ရတယ် ကောင်းရင်ဘုံဘောကနေမီးရှံကိုတောင်းမှသူ့အမိတ်နဲ့စင်ကက်ကြောက်ခွင့်ရှိသွားတယ်ဆိုတာကိုကျွန်တော်တို့ဆက်ပြီးတွေ့ရပါလေုံနဲ့သက်ဆိုင်ရာကျန်းတွေကိုရောက်တော့မှဒါတွေကိုဆက်ပြီးအသေးစိတ်လေးလာသွားကြတာပေါ့ဒါကြောင့်လဲတမန်တော်ကြီးရှင်ပေါလုဟာကောရိန္သုဩဝါဒစာဒုတိယဆုံးအခန်းကြီး7အငယ်30မှာအခုလိုပေါ်ပြထားခဲ့ပါတယ်တို့ဖြစ်၍ခရစ်တော်ကြောင့်ခံရသောအားနည်းခြင်းကဲ့ရဲ့ခြင်းညှင်းဆဲခြင်းဆင်းရဲခြင်းညှင်းဆဲနှိမ့်ဆက်ခြင်းချက်တီးစွာသောဒုက္ခဝေဒနာခံခြင်းတို့ကိုငါနှစ်သက်၏ အကြောင်းမူကားငါသည်အားနည်းသောအခါတကူးနှင့်ပြည့်စုံလျက်ရှိ၏ဆိုပြီးတော့ရေးသားထားခြင်းဖြစ်ပါတယ်။ယုတ်တိရဲ့စဉ်းစားလိုက်ရင်တော့အမှားလို့ထင်ရတဲ့တစ္ဆာစကားအခုမောရှိဟာသူ့ကိုယ်သူလူမျိုးကြီးတစ်မျိုးကိုဥဆောင်ရမယ်ဆိုတာအတွက်မဖြစ်နိုင်တဲ့ဘက်ကတွေးနေကြည်မှာပဲဖျားသခင်ကတော့သူ့ကိုအတင်းနဲ့ဆွဲခေါ်အသုံးပြုနေခဲ့ပါပြီ။အမှန်တော့ဖိတ်အားကောင်းတဲ့အတွက်ဖျားသခင်ဟာမဖုံးဘဲချမ်းလက်ထားပြီးအားနည်းသောအချိန်မှာ အားကိုဖြည့်တင်းပေးပြီးတော့တမင်ဆုံးနိုင်ရယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့မေ့ထားလို့မရကောင်းပါဘူး။ဒါကိုလည်းကောရိန္သုဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်29မှာအခုလိုဆက်ပြီးတော့တည့်ရပြန်ပါလေ။ဖျားသခင်ဒီပညာရှိတို့ကိုရှက်ကြောက်စေခြင်းဟာလောကီအရာ၌မိုက်မဲသောသူတို့ကိုရွေးကောက်တော်မူ၏။အစွန်းသတ္တိရှိသောသူတို့ကိုရှက်ကြောက်စေခြင်းဟာလောကီအရာ၌အာနေသောသူတို့ကိုရွေးကောက်တော်မူ၏ဆိုတဲ့အချက်ဖြစ်ပါလေ။ကိုယ်ကိုယ်ကိုပညာရှိဤ တော်ဤတက်ဤတတိရှိလို့အထင်တကယ်ဖြစ်နေတဲ့လူတွေအမြဲသတိထားကြဖို့ကောင်းပါတယ်တကယ်တော့ရွေးကောက်တော်မူခြင်းဒီလာခြင်းအဓိကကိုယ့်ရဲ့ကာယဉာဏ်စွာတို့ဟူသည်ပါမညဆိုတာကိုနားလည်ကြပါလို့ဒီကျမ်းကကျွန်တော်တို့ကိုတွန်တင်ပေးနေပါတယ်ဖွမြောက်ရကျမ်းအခန်းကြီး3အငယ်7နဲ့7ပုံဖျားသခင်ကအကယ်စင်စစ်ငါသည်သင်ပေ၌ရှိလိမ့်မည်ငါသည်သင်ကိုစေလွတ်ခြင်းလက္ခဏာတက်သည်ဟူမူကားသင်သည်ထိုလ်လူတို့ကိုအေဂုတ်တုပြီမှလှုပ်ဆောင်ပြီးခြင်း ဤတောင်ပေါ်မှာဘုရားသခင်အားဝတ်ပြုရကြလိမ့်မည်ဟုမိန့်တော်မူ၏မောရှေကလည်းအကျွန်ုပ်သည်ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍တင်တို့ဘိုးဘေးများ၏ဘုရားသခင်ပြီးငါ့ကိုတင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟုကျွန်ုပ်ဆိုခြင်းသူတို့ကထိုဘုရားသခင်၏နာမတော်ကအဘယ်သို့နည်းဟုကျွန်ုပ်ကိုပြန်၍မေးသောအခါအဘယ်သို့ပြန်ပြောရပါမည်နည်းဟုဘုရားသခင်အားမေးလျှောက်လေ။မောရှိတော်တော်ကြီးကိုစိတ်ပူနေတယ်။ဒါကြောင့်လည်းဘုရားသခင်ကိုသူဟာအမျိုးမျိုးစောရကရီတက်နေခြင်းဖြစ်ပါလေ။ ကျွန်တော်တို့သာဆိုရင်လေဒီအေယာမတာဝန်တစ်ခုအတွက်အခုလိုပဲခြေုံချတော့နဲ့မိကုန်းနေထုတ်လို့ပြီးနိုင်မယ်လို့ကျွန်တော်မထင်ပါဘူးမောရှိအနေနဲ့ဆိုရင်သူ့ကိုဣသရီလာတွေကလက်မခံမှာကိုလည်းစိုးတယ်ဘုရားသခင်အကြောင်းကိုဘယ်ပုံဘယ်နည်းရှင်းပြရပါမလဲဆိုတာကိုလည်းနားမလည်ဘူးဘုရားသခင်ရဲ့တောင်းတပေါ်ကိုဘယ်လိုခေါ်လာရမလဲဆိုတာကိုလည်းမသိဘူးသူ့မှာပြဿနာတွေအုံနောက်ထမဝိုင်းဝိုင်းလည်နေပါတယ်ဒီအချိန်မှာဘုရားသခင်အဖြစ်ပေးပြန်ပါပြီအငယ်ဆက်လေးဘုရားသခင်ကလည်းငါဖြစ်ဒီအတိုင်းငါဖြစ်ဤ ခု၍၎င်းငါဖြစ်သည်ဟုအမည်ရှိသောသူသည်ငါကိုတင်တို့ရှိရသောဆေလွတ်တော်မူပြီဟုဣသရေလအမျိုးသားတို့အားပြန်ပြောတော်မူ၏၎င်းမောရှေအားမိန့်တော်မူ၏အင်မတန်မှန်ကင်းထန်တဲ့အမှားစကားလို့ဒီနေရာမှာသတ်မှတ်ရှင်းပါတယ်ငါဖြစ်သည် I am ဆိုတာဒီဝဟာရဟာနာမဟုတ်ပါဘူးဒါပေမဲ့ဘုရားသခင်နာလို့သုံးကြည့်လိုက်ပါတယ်ဒါကိုဂျူးတို့အနေနဲ့ Jehovah သို့မဟုတ် Jehovah လို့လည်းဆိုပါတယ် Yahweh လို့လည်းပြောကြပါတယ် ီအမည်နာမတွေဟာအလွန်သန့်ရှင်းတဲ့ဘုရားသခင်ရဲ့နာမတော်တွေဖြစ်တယ်လို့အသံတွက်ကိုတောင်မှတည်သမှန်ကန်အောင်မထက်တက်ကြလို့မထိုက်မတန်သုံးဆွဲရင်အပြစ်ဖြစ်နိုင်တယ်လို့လူအများဟာမသုံးဆွဲရဲကြပါဘူးကပ္ပဦးကျမ်းမှာကြပြန်တော့ဖန်ဆင်းရှင်သုံးဟုတ် Elohim ခေါ်အာတီတော်တကိုးရှင်ရဲ့လို့ခေါ်ဝေါ်တာကိုတွေ့ရပြန်ပါတယ်တရား35ခုမြောက်သောဆာလံအငယ်73မှာကျတော့ Oh Lord သုံးမဟုတ် Oh Tawaya ဖះအစချီပြီး ကိုတော်ဤအမိသည်နေဆသာဝရဖြစ်ပါ၏ဆိုတဲ့အချက်ကိုတွေ့ရပြန်တဲ့အတွက်သာဝရဖះဆိုပြီးအစဉ်တစိုက်သမိန်တစ်လျှောက်မှာအသောအဆွေများခဲ့တယ်လို့ဒီနေရာမှာကျွန်တော်ဆိုချင်ပါတယ်။ဘာပဲဖြစ်ဖြစ်ငါဖြစ်သည့်အတိုင်းငါဖြစ်သည်ဆိုတာဟာဒီနေရာမှာမောရှိအတွက်အင်မတန်မန်ပါတဲ့အမှားစကားကိုဘုရားသခင်သုံးဆွဲလိုက်ခြင်းဆိုတာကတော့မငြင်းနိုင်ပါဘူး။ကျွန်တော်လူအဖွဲ့အစည်းမှာငါဒီဟူသောမာမာနဆိုတဲ့စကားစုရှိပါတယ်။လူတယောက်ရဲ့ငါဒီဟူသောမာမာနကြောင့်အဲ့ဒီလူရဲ့ဘဝဟာ ပျက်စီးယိုယွင်းသွားတတ်တယ်။သူ့မိလားစုနဲ့သူ့အဖိုင်းဝိုင်းမှာလဲဆိုးကျိုးတွေအမျိုးမျိုးတက်ရောက်တတ်တယ်ဆိုတာကိုလူအများကိရှိနားလည်ပြီးသားဖြစ်ပါလိမ့်မယ်။အခုဖျားသခင်ရဲ့ငါးဒီဟူသောမာမာနာကတော့လူမျိုးတစ်မျိုးကိုကယ်တင်ဖို့အတွက်အင်မတန်အရေးကြီးတဲ့မာမာနာဖြစ်တယ်လို့တမိုင်းစာမျက်နှာတစ်ခုကိုဖွင့်လှစ်ဖို့အတွက်လည်းဖြစ်ပါလေ။ဖျားသခင်ရဲ့ငါးဒီဟူသောမာမာနာကိုတော့လူသားဟာဘယ်တော့မှသွေးရိုးသွားပြီးတော့မဆမ်းပါနဲ့။သူဟာဖန်ဆင်းရှင်ဖြစ်ပါတယ်အသက်သခင်ဖြစ်ပါတယ် လောကနဲ့လောကရကိုလက်ဖြစ်တို့အတင်းမှာသူကြိုက်တယ်လို့လုံနိုင်ရဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိနားလည်ထားဖို့အထူးပဲအရေးကြီးပါတယ်။မောရှေအားခတ်ပြီးဆိုတဲ့ခေါင်းစဉ်နဲ့ဆက်ကြပါအောင်စို့။ခွင့်ရောက်ရာကျမ်းအခန်းကြီး3အငယ်15တပန်းဘုရားသခင်က တင်တို့ဘိုးဘေးမြားဤဘုရားသခင်အာဗြဟံဤဘုရားဣဇက်ဤဘုရားယာကုပ်ဤဘုရားဒီဟူသောထာဝရဘုရားသည်ငါ့ကိုတင်တို့ရှိရာသို့ဆေလွတ်တော်မူပြီဟုဣသရေလအမျိုးသားတို့အားပြောရမည်။ထိုအမည်သည် အစင်ငါအမိဖြစ်၏လူမျိုးအစင်အဆက်ဆက်မပြတ်ငါဘွဲ့နာမဖြစ်၏ယောသဆိုတဲ့ယာကုပ်ရဲ့ဖာအဂုတုနိုင်ငံရဲ့အကြီးအကဲဘဝနဲ့ပေဂန်ဤအချိန်ကာလမှာဘယ်လိုအနာဂတ်ဒီစကားပြောခဲ့တယ်လဲကပ္ပဥကျအခန်းကြီး90အငယ်25မှာပြန်ကြည့်ရင်တွေ့နိုင်ပါတယ်တဖန်တုံအကယ်စင်စစ်ဘုရားသခင်ဒီတင်တုပ်ကိုအကြီးအရှိကြွလာတော်မူမည်ဆိုပြီးတော့ပြောထားခဲ့ပါတယ်အခုအချိန်မှာတော့သူ့ရဲ့ပေဂန်ဤစကားဟာတွေးထက်အောင်မှန်နေပြီပေါ့ ဘုရားသခင်ဟာအာဗြဟံဣဇက်ယာကုပ်တို့ကိုမျက်မြင်ထင်ရှားပြေဆုံးခဲ့ပါတယ်။ပရိညင်းနေပြုခဲ့ဘူးပါတယ်။ဒီဘုရားသခင်ဟာအခုအချိန်မှာမောရှေကိုဣသရေလအမျိုးရဲ့ခုနှစ်ယောက်ချင်းအတွက်ဥဆောင်ဖို့ရန်တာဝန်နှင့်အံ့နေခဲ့ပါပြီ။မောရှေဘာတွေလှူဆောင်ရမယ်ဆိုတာတွေကိုနောက်ကျမ်းပိုင်းကြီးမှာဆက်လက်ပြီးတော့ပြေလာရပါလိမ့်မယ်။ခုနှစ်ယောက်ကျမ်းအခန်းကြီး3အငယ်16မှ20။တွား၍ဣသရေလအမျိုးအသက်ကြီးသူတို့ကိုစုဝေးစေပြီးတယ်။သင်တို့ဘိုးဘေးများ၏ဘုရားသခင် အာဗြဟံ၏ဖျားဣဇက်၏ဖျားယာကုပ်၏ဖျားဤဟုသောသာဝရဖျားသည်ငါအားထေရှားတော်မူစေအကယ်စင်စစ်တင်တို့အားငါအကြည့်ရှုလာလျက်အဲကုတ်တုကြည်၌တင်တို့အားပြုသောအမှုကိုငါမြင်ပြီးအဲကုတ်တုကြည်၌ခံရသောဒုက္ခတွေကတင်တို့ကိုငါလှုပ်၍ခါနနိလူခိတ်တိလူ အာမောရိလူဖေရစီလူ ကီဝီလူယေဘူးသီလူတို့ငေးရာလို့နှင့်ပြားရီစည်းရတော်ပြီလို့ပို့ဆောင်ကြီးငါဂရိရှိပြီဟုမိန့်တော်မူပြီဟုသူတို့အားပြောတော့ သူတို့သည်တင်းဤစကားကိုနားထောင်၍တင်းဤဣသရေလအမျိုးသားအသက်ကြီးသူများပါလျက်အေဂုတ်ထုရှင်ဘရင်ထံသို့ဝင်သဖြင့်ဟေဘရဲလူတို့၏ဘုရားသခင်ထာဝရဘုရားသည်အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီးအကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအားရစ်ပူဇော်ခြင်းဟာတော်သို့သုံးရက်ခရီးသွားရသော အခွင့်ကိုပေးတော်မူပါဟုလျှောက်ရမည်အေဂုတ်ထုရှင်ဘရင်သည် ကြီးစွာသောတကိုးကိုမတွေ့မမြင်ခြင်းသွားရသောအခွင့်ကိုသင်တို့အားမပေးကြောင်းကိုငါသိ၏ငါသည်လည်းလက်ကိုဆန့်၍ ်အေကုတ်သူပြည်ထဲ၌ငါပြုလက်တံသောငါဤအံ့ဖွယ်သောအမှုရှိသမျှတို့နှင့်ထိုပြည်ကိုတန်ခတ်မည်ထို့နောက်အေကုတ်သူရှင်မင်းသည်သင်တို့ကိုလွှတ်လိုက်မည်ဖျားသခင်ဟာစနစ်စရာကြကြနန်းနန်းနဲ့မောရှိကိုခိုင်းစေခြင်းဖြစ်ပါတယ်လှုပ်ဆောင်ရမယ့်အစီအစဉ်တွေကိုသင်ကြားပေးနေပါတယ်ဣသရေလလူကြီးတွေနဲ့တည့်ပြီးမှဖာရောဘီယံစီကိုဝင်ပြေကျွန်တော်ရဲ့ဘုရားသခင်ထာဝရဘုရားကိုပူဇော်ခြင်းလို့၃ရက်လောက်တောကိုသွားရတော့အခွင့်ပေးပါဆိုပြီးတော့တောင်းပန်အဲ့ဒီလိုသွန်သင်ပေးပါတယ် မိဘကသားသမီးကိုသင်ပေးတာနဲ့မတူဘူးလားခရီးသခင်ရဲ့ရည်ရွယ်ချက်ကိုလည်းသေချာစဉ်းစားရင်အင်မတန်လျော်ကန်သင့်ရတဲ့အကြံအစီလို့မကင်းမိဘူးလားယဉ်ကျေးတယ်ပြင်မွေ့တဲ့ချိန်ကနေတပြေးပြေးခွဲခွာမဲ့သဘောမျိုးရှိတယ်အာနာရှိနေတဲ့ဘီငိုသွားပြီးတော့ခမကြီးတို့စမှာတုတ်တော့မပြောလို့ပြောတော့မတရားကိုမခံနန်းစရနေရကိုအပြီးထွက်တော့မယ်ဆိုတဲ့စကားမျိုးမပြောစီဘူးမပြောခိုင်းဘူးလူယဉ်ကျေးတို့စကားမျိုးနဲ့အရင်ဦးဆုံးတောင်းဆိုပါလို့ဂယုတစိုက်ဘုရားသခင်သင်ပေးခဲ့ပါတယ်ပြီးတော့ ဖာရောဘုရင်ကတော့မင်းတို့ကိုမလွတ်မှာကတော့တွေ့ကြတယ်။ဒါပေမဲ့ငါတကိုးကိုငါပြမယ်။အဘွယ်သောအမှုတွေနဲ့တန်ခတ်မယ်ဆိုတာကိုဘုရားသခင်ထည့်ပြောတယ်။အဓိကဘာကြောင့်လဲ။အဲဂုတုနိုင်ငံဟာနတ်ဗိမှန်တော်တွေထောင်ချီပြီးတော့စောက်တီကိုးဝင်နေတယ်။အဲ့ဒီနတ်ဖျားတွေရဲ့နောက်မှာကအသက်ရှင်တော်မူသောဘုရားသခင်ကိုအမြဲယံပြုနေတဲ့စာရန်ရှိတယ်။ဒါကြောင့်ဒီနတ်တွေကိုငါဖြိုပြစ်မယ်။နှိမ်ပြစ်မယ်လို့ဆိုလိုတာပါပဲ။နောက်ပိုင်းမှာဘုရားသခင်ဟာတကိုးတော်တွေနဲ့အံပွဲအမှုတော်တွေနဲ့ပြတာကိုတောင်း ဖာရောဟာဂိယုမစိုက်ပဲခေါင်းမာမာတင်းခံနေစီမှာတော့အကြောင်းမဲ့ဖွယ်ဘေးအန္တရာယ်တွေနဲ့အဲဂုတ်တုတဏ္ဍာရန်လုံးဒုက္ခဆလကြီးရောက်အောင်စီရင်ရပါလိမ့်မယ်။ဒါကိုကျွန်တော်တို့ဆက်လက်တွေ့မြင်ရအောင်ပါဒီတော့မှလည်းဖာရောဘုရင်ဟာအရှုံးကြီးအများကြီးနဲ့ရင်ဆိုင်ပြီးတော့ပေးဆက်လိုက်ရပြီးတော့ဣသရေလကိုသူ့နိုင်ငံကခတ်ခွာခွင့်ပြုရမှာဖြစ်ပါတယ်။ဘုရားသခင်ကဣသရေလဘိုးဘေးတို့ကိုပေးထားခဲ့တဲ့ပရိရင်ကိုမေ့တော်မမူခဲ့ပါဘူး။မောရှေကိုပေးထားတဲ့ဂရိကိုလည်းပြက်ပါတယ်။သူဟာဣသရေလကိုထုတ်ဆောင်ဖို့ကြံစီခဲ့ပြီး ဖြစ်လို့မဖြစ်မနေထောက်ဆောင်သွားမှာဖြစ်ပါတယ်ခမရောက်ရာကျမ်းအခန်းကြီး3အငယ်21 22ဤလူမျိုးသည်အေဂုတ်သူလူတို့ထ၌မျက်နာရသောအခွင့်ကိုငါပေး၍ပြင်တော်သည်ထွက်သွားသောအခါလက်ရှိမသွားရကြအကြောင်းမူကားမိမတိုင်းမိမိအိမ်ကြီးချင်းမိမိအိမ်မှတဲသောသူ၏ငွေတစားရွှေတစားနှင့်အဝတ်တစားများကိုတောင်း၍ပြင်တော်သားသမီးများကိုတစားစင်စေသည်ဖြင့်အေဂုတ်သူလူတို့၏အဥ္စာကိုလူယူကြလိမ့်မည်ဟုမောရှေအားမိန့်တော်မူ၏ တည်တည်ချေချာစစ်စပ်ဖတ်ပြီးတော့အတိပဲဖွင့်ဆိုဖို့ရည်တည်ပါတယ်။မျက်နာရသောအခွင့်လင်းဆိုတဲ့အချက်ကိုအခြေခံအဖြစ်ဖော်ပြထားပါတယ်။နောက်ဆုံးပိုင်းမှာအဲဂုတ်ထုလူရေစီကလူယူတယ်ဆိုတာဟာမသမာနီးနဲ့တမရတိုက်ယူတာကိုမဆိုလိုဘူး။ဣသရေလတွေဟာနှစ်ပေါင်းရာချီပြီးတော့ကျွန်ခံခဲ့ရတယ်။လကမရပဲအလုတ်ကျန်းတွေကိုကျုံပြီးလုခဲ့ရတယ်။နောက်ပိုင်းမှာအုပ်ဖုတ်တဲ့လုပ်ငန်းမျိုးအတက်ကောက်ရိုးကိုတောင်ထုတ်မပေးလို့ကိုယ့်အကူအိတ်ဆိုင်လုခဲ့ရတဲ့အဆင့်အထိဖြစ်ခဲ့တယ်။ဒါကြောင့် မင်းနာကြီးများကိုရရှိအောင်တောင်းယူကြမင်းတို့အတွက်သူတို့တွေကမင်းနဲ့သာပေးဖို့အခွင့်ကိုငါစီရင်မယ်လို့ဆိုလိုက်တာပဲဖြစ်ပါတယ်။တရားသခင်ဟာသူ့ကိုကိုးကွယ်သူတို့ပို့အလောက်အစေးစိတ်ဂိယူဆိုင်ခဲ့တယ်ဆိုတဲ့အချက်ကိုလေ့လာနိုင်ကြောင်တင်ပြလိုက်ရပါတယ်ခင်ဗျာ။နောက်တစ်ချိန်အစီအစဉ်မှာထွတ်မြောက်ရာကျမ်းခန်းကြီး၄ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ။